ားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ကျွန်တော်ဖတ်ပြပေးမှာကတော့ဆရာမြတ်တန်းတင်ရေးသားတဲ့ဓာတောင်ကိုကြော်၍မိပင်လေကိုဖြတ်မြည်ဆိုတဲ့ဝိထုရဲ့အပိုင်း၁၁ကိုဖတ်ပြပေးမှာဖြစ်ပါတယ်အားလုံးပဲနားဆင်ပေးကြပါအောင်ခင်ဗျာ ဓာတောင်ကိုကျော်၍မိပင်လေကိုဖြတ်မြည်နှစ်ပိုင်းဆက်တဲ့ယနေ့နဲ့ကုဏ္ဏတာအိယာကနိုးတော့ဇင်ယောင်ငှက်တို့ဤအော်တန်များကိုကြာရသည်တခါတခါတွင်ချက်တူ၍အုတ်များအော်မြည်ဖြတ်တန်းသောတန်ကိုလည်းကြာရသည်ဇင်ယောင်ငှက်တို့ဤမြည်တန်သည် မုံတိုင်းဆဲပြီးသွားပြီဆိုသည့်အမှတ်သားပင်ဖြစ်သည်ကုဏ္ဏတာသည်ညလုံးကိုဖွင့်ကားအပြင်ဘက်သို့လှမ်းကြည့်လိုက်သည် ပင်လယ်ပြင်တွင်မုန်တိုင်းဆဲသွားပြီးအရှိမိုးကုတ်ဆက်ဝိုင်းမှ နေဝန်းနေသည့်ပင်လယ်ပြင်ထဲမှတငိမ့်ငိမ့်ထိုးထွက်လာသည်ကုဏ္ဏဒဇပင်များမုတ်စိတ်များနှကံမွေးများက ရှည်နေပြီးကုဏ္ဏဒသည်အိယာမမထသေးပဲမုတ်စိတ်မွေးများကိုလက်ဖြင့်ပုတ်တက်နေသည်ယနေ့ဆိုလျင်သူထမင်းမစားခဲ့ရသည်မှ35ရက်တင်းတင်းပြေခဲ့ပြီး လူသည်မြည်မြကြကြထမင်းမစားဘဲအသက်ရှင်နေနိုင်သည်။သူတသက်တွင်တကားမြအီမြကြကြထမင်းမစားဘဲမနေခဲ့ဘူး။ယခုလောက်ကြောင်ထမင်းမစားဘဲနေနိုင်ခြင်းအတွက်သူကိုယ်သူတော့အံ့ဩခြင်းဖြစ်ရသည်။လူသည်ကြောက်ခိ၊ကြေခိ၊တန်ခိ၊လျှက်စိခိ၊အနုမြူခိစသဖြင့်ခိအမျိုးမျိုးကိုဖြတ်တန်းခဲ့ရသည်။အကြမ်းခိ၊အရိုင်းခိ အရင်ခေတ်စသည့်အဆင့်အမျိုးမျိုးကိုကျက်တန်းခဲ့ရသည် အရင်ခေတ်လူသားသည်ကြောက်လက်နှက်များကိုအသုံးပြုခဲ့ရသည်ကြောက်လက်နှက်ဖြင့်အမဲလိုက်ခြင်းအစာအစာရှာဖွေခြင်းတို့ကိုပြုလုပ်ခဲ့သည်ဒီတုန်းကလူသားသည်မိကိုအသုံးမပြုတတ်သည်မိကိုရှာဖွေမတွေ့ရှိသည်တာငါတို့ကိုအစိမ့်လိုက်စားခဲ့ရသည်ဒီလိုဖြင့်ရှိခေတ်လူသားသည်အသက်ရှင်ကာ လူမျိုးဆက်ကို ပြန်ပွားတည်တံ့စေနိုင်ခဲ့သည်ယခုသူတို့အခြေအနေသည်လဲကြောက်ခေလူသားများ၏အခြေအနေနှင့်ဘာခြားနာသည်တနည်းဒီကျုံးပေါ်တွင်ဓာလန်စသည့်တန်ဖြင့်ပြုတ်လောက်သောလက်နှင့်ကရိယာလဲမရှိမိလဲမရှိတတိတူကိုစားကသားစိတ်ငါးစိတ်ကိုစားရတော်မည်ဒိုနီမလွဲလျင် အသက်ရှင်နိုင်ပွဲမရှိဒီလိုတွေးကြည့်လိုက်တော့ ခရုများကနန်းများကိုအစိမ့်စားသောတန်ချောင်းကို အတင်သေးပွဲမရှိတန်ချောင်းသည်သူ့အသက်ရှင်ရေးအတွက်လှုပ်တင့်လှုပ်ထိုက်သောလှုပ်ကိုလှုပ်ချင်းသာဖြစ်သည်ကမ္ဘာလောကကြီးတွင်သိပ္ပံပညာဆိုင်ရာ တွေ့ရှိချက်များစွာရှိသည့်အ ਨੇ မိသည့်တွေ့ရှိချက်ကိုမြမိကို တွေ့ရှိခြင်းလောက်လေးနဲ့ကြီးကျယ်ခြင်းမရှိဟု လူမှုသိပ္ပံပညာရှင်များကဆိုခဲ့ကြသည်ဒီတော့ကကိုနန်ဒါလေးလေးနက်နက်သဘောမပေါက် လျှက်စစ်တအားကို တွေ့ရှိခြင်းအမှုမျိုးကို တွေ့ရှိခြင်းစသည်တို့သည် လူလောကကြီးအတွက်အရေးကြီးသည်မှမှန်သည်တို့ရာတွင်မိကိုတွေ့ရှိခြင်းလောက်အရေးပါရရောက်ခဲ့ခြင်းမရှိသည်ကိုမူကိုနန္ဒာယခုသဘောပေါက်ပြီးမိကိုတွေ့ရှိခြင်းသည် အရင်ခေတ်ကို အဆုံးသတ်လိုက်ခြင်းဖြစ်သည်အရင်ခေတ်သို့ကူးပြောင်းလိုက်ခြင်းဖြစ်သည်သားစိမ်၅စိမ်စားရသည့်ဘဝကိုတော်လှန်ပြောင်းလဲပြစ်လိုက်ခြင်းဖြစ်သည် လျက်စစ်တရားနှင့်အမှုမျိုးကိုတွေ့ရှိခြင်းကအရင်ခေတ်ထဲကကြောင်းလဲခြင်းမျှသာဖြစ်သည်ဖြင့်ထူး၍မတည်သာမိကိုတွေ့ရှိခြင်းသည် အရေးချင်းကြောင်းလဲမှုဖြစ်၍လျက်စစ်တရားနှင့်အမှုမျိုးကိုတွေ့ရှိခြင်းကအရေးအတွက်ကြောင်းလဲမှုဟုခေါ်ရမည်ထင်သည်ကိုနန္ဒာသည်ကျွန်းကလေးတကျွန်းပေါ်တွင်ရောက်သွားသောရောဘင်ဆန်ခရူဆိုအကြောင်းကိုဖတ်ဖို့သည်ကျွန်းကလေးတကျွန်းပေါ်တွင်လူအဖွဲ့ကြီးတစ်ခုကိုတီထောင်ခဲ့ကြသော Swiss လူမျိုး Robinson မိသားစုအကြောင်းကိုလည်းဖတ်ဖို့သည်ဒုတိယကမ္ဘာစစ်ကြီးပြီးမှန်းမသိပဲပစိဖိတ်သမုဒ္ဒရာတွေကကျွန်းကလေးများပေါ်တွင်ယာစုနှင့်အစိတ်နှီးပါးများတောင်းတင်းနေခဲ့ကြသောဂျပန်စစ်သားများအကြောင်းကိုလည်းဖတ်ဖို့ကြားဖို့သည်တတိတူကိုစား၍တရားကျင့်လျက်ရှိသောအရိညာဝါဒီတောမီယတိယဟန်များအကြောင်းကိုလည်းဖတ်ဖို့ကြားဖို့သည်ဟိန္ဒူစာတို့ကြီးများအကြောင်းကိုလည်း ကြာဘူးဖတ်ဖို့သည်တို့ရတွင်မိမိသည်လည်းတတိတူကိုစား၍အသက်ရှင်နိုင်သေးသည်ဟုကိုနန္ဒာထင် သည်တို့ရတွင်ဒီကျွန်းပေါ်တွင်ဒီမြကြကြနေရအောင်မည်နီမိမိတို့ဘာသာပင်လယ်ကြီးကိုကြော်ဖြတ်ဖို့ဆိုသည်မှလည်းမျောလင့်ချက်မရှိ ပင်လယ်ပြင်ကို ဖြတ်ကူးเสียမရှိလေလုံရန်လဲလက်နှက်ကြိယာမရှိသို့မဟုတ်ဆံရကလိုက်လံကဲစေရန်လဲ သူတို့နှစ်ယောက်ဒီကျုံးပေါ်တွင်ရှိနေသည်ကိုမိသူသိမြင်နီးလူအလုံးကငမန်းဆက်လေသည်ပင်လယ်အောက်တွင်နစ်မြုပ်ပျောက်ွယ်သွားပြီဟုယူဆထားကြတော့မိသားဖြစ်သည်1948ခုနှစ်လောက်ကဟာဘေးအဒမ်ဆမ်ဆိုသောကံယိုဒန်သွားတင်မော်ကြီးတစဉ်တဝဲအနောက်ဖက်ရေပြင်၌အစာအနာမြမကြံတော့အောင်နစ်မြုပ်ပျောက်ွယ်သွားခဲ့ဖို့သည်ဟုသူကြားဘူးခဲ့သည်ယခု ငွေငန်း၁၄ဤကံကြမ္မာကိုလည်းဒီတိုင်းလူအလုံးတို့ကသဘောမထားဟုမြည်သူပြောနိုင်သည်နီဒီကျွန်းတို့တင်မော်ဒဇင်တို့မဟုတ်၁၄ဒဇင်လားဆိုင်လျင်တော့သူတို့အတွက်မျှော်လင့်ချက်ရှိသည်တို့မဟုတ်လင်ကသူတို့အတွက်မျှော်လင့်ချက်မရှိဒီကျွန်းပေါ်မှာပင်သူတို့နှစ်ယောက်ခေါင်းချရလိမ့်မည်ထင်သည်ဒီနေ့အဖျားနေနေကြသွားပြီတို့ရတွင် အာမရှိ35ရက်လုံးလုံးအုံရီနှင့် တည်တည်တည့်ရွတ်တို့ကိုကြီးစားနေရသဖြင့်အားနေနေသည့်အထက်တွင် အဖျားကြောင့်ပိုအားနေသွားသည် သုံးရက်လုံးလုံးအုံရီကိုမတော့ရရေကိုသာတော့ရသည်ယနေ့ဆိုလျင်သူ့ရိတ်မြုံတွင် ရေပင်မရှိတော့မျက်နှာပိတ်ခယူကြီးနှလုံးဖြင့်ခတ်ထားသည့်ရေသည်လည်းကုန်သွားပြီထို့ကြောင့်ယနေ့စမ်းပေါက်သို့ရေခတ်ဆင်းရသည်စမ်းပေါက်ကတမိုင်ကျဲလောက်ဝေသည်ဒီခီးကပြ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 မဟုတ် ကြောက်ဆောင်ကြောက်တုံးများကိုကြောဖြတ်ရသည်အပြန်းဆိုလျင်ဒီကြောက်ကပားကြီးကို ဖြတ်ရအောင်မည်ကုဏ္ဏနာတွေ့၍မောသွားသည်ခြေလက်တို့ကလေးလံသည် အနှဲငယ်ဖောနေသည်ဟု သူထင်သည်မျက်ခွန်ကလည်းလေး၍မို့နေသည်ကုဏ္ဏနာသည်ဖောတုတ်တို့ဖြစ်စပြုတ်နေသောသူလက်သူခြေများကိုငုံကြည့်နေမိသည်ထိုစဉ်ကြောက်ကူဝါတွင်အရေးတစ်ခုပေါ်လာသည်ကုဏ္ဏနာမော့ကြည့်လိုက်သည် တန်ချောင်းတန်ချောင်းကဘာမှမပြောဘဲဂူထဲသို့ဝင်လာသည် အုံသည်ဆယ်လုံးလောက်ကို နိုင်လွန်ပိုက်ကျိုးဖြင့်တွဲကာဝလုံးဖြင့်ရှိုးထန်းလာသည် ပလင်းတစ်လုံးကိုနိုင်လွန်ပိုက်ကျိုးဖြင့်ပခုံးတွင်ချိန်ထားသည်တန်ချောင်းသည် အုံသည်တွဲကို ဝလုံးကဖြုတ်ပြီးကြောက်ဖြာပေါ်တွင်ချထားလိုက်သည်မုံတိုင်းကြောင်ကပူလိုက်ရတာကွာကိုနန္ဒပါဇက်ကအလိုလိုထွက်သွားသည် အကိုဒီတော့တွင်ဘဲသွားသည်လေတန်ချောင်းက သူတည်ခြင်းသည့်အရာကို ကောက်မိသည်ဟင်ဘဲမှမတော်ပါဘူးစမ်းပေါက်ကို ရေခတ်တော့ရောက်တယ်တန်ချောင်းက သူ့အဖြေကိုခြေနဲ့ပုံမရကိုနန္ဒမျက်နှာကိုတည်တည်ချာချာစိုက်ကြည့်နေသည်သူ့မျက်နှာတွင် မျက်ရည်တွေဝဲနေသည်အကိုအုံမင်ရောမတက်ဘူးလားငါဘာမှမစားတာ၃ရက်ရှိပြီ ပထမနှစ်ရက်တုန်းကတော့မင်းထားခဲ့တဲ့အုံသီးကိုခွဲစားတယ်။ငါဖျားနေတယ်တန်းချောင်း။အုံးမင်လည်းမတက်တက်ဘူး။ရေးကြီးပဲတောက်နေတာ၃ရက်ရှိသွားပြီ။တန်းချောင်းကဘောင်းမီအိတ်ထဲကတစုံတရာကိုထုတ်လိုက်သည်။ပင်မောင်ဘလုံးလောက်ရှိသောဥဖြူဖြူတွေဘောင်းမီအိတ်နှစ်ဖက်မှထွက်လာသည်။ကြော့ကြော့ဓာဆားလိုက်။တန်းချောင်းကဥများကိုကြောက်ဖြာပေါ်ပုံတင်လိုက်သည်။ဘာဥတွေလဲ။ လက်ယူတွေမနောက်ဘက်ကမှလိတ်တောင်ရှိတယ်။မုံတိုင်းကျနေတော့ကမတက်ဘူး။မနေ့ကအစောကြီးတက်ဦးသွားတာထင်တယ်။ဒီနေ့မနေ့ကျွန်တော်ရောက်တော့လက်တရာတွေ့တာနဲ့လက်ဦးလိုက်တူတာ။တန်ချောင်းကလက်ဦးများကိုလှမ်းပေသည်။မင်းရောဟင်ကျွန်တော်အလုံးစိတ်လောက်ဖောက်တောက်ခဲ့ပြီပြီ။လက်ဦးတရာလောက်ရတယ်။ကျွန်တော်ဘောင်းမီအိမ်နဲ့မဆန့်တာနဲ့တချို့ထားပစ်ခဲ့ရတယ်။ကျိုးတွေကရခဲ့သလား။ဟုတ်တယ် လင်းတစ်လုံးလည်းရခဲ့တယ်။ကျွန်တော်စမ်းပေါက်ကရေခတ်လာတယ်။တန်ချောင်းကပလင်းကို ပခုံးတွင်ကျိုးဖြင့်တိုင်းထားရကဖြုတ်သည်။ပလင်းကဂျော်နီဝါကာဝီစကီပလင်းဒီမော့ဒဇင်ဘော်ကပြစ်ချခဲ့ဟန်တူသည်။မုံတိုင်းချပြီးရင်ပစ္စည်းတွေကမ်းပေါ်လာတင်တတ်တယ်။ကျွန်တော်လိုက်ရှာကြည့်အောင်မယ်။တထက်အကိုအနောက်ဘက်ကန်ကိုမရောက်တာသိကြရတယ်နော်သိကြပါတယ်ဘာဖြစ်လို့လဲလွန်ခဲ့တဲ့နှစ်ရက်လောက်က မနောက်ဘက်ကန်းကတောင်ပြင်မှာခြေရာတွေတွေ့တယ်။အဲ့ဒါအကိုရောက်သလားလို့ဟင်းငါမရောက်ပါဘူး။ခြေရာကတော်တော်များသလား။ကြည့်ရတာကတော့လူတယောက်ထဲရဲ့ခြေရာပဲ။ဒါနဲ့အဲ့ဒီအနီနာတဝိုက်ကိုကျွန်တော်တောဆက်ကနေပြီးနှစ်ရက်လုံးလုံးစောင့်ကြည့်နေတာ။ဒီနှစ်ရက်အတွင်းတော့တယောက်မှမတွေ့ရဘူး။အခုကျွန်တော်အဲ့ဒီတောင်ဆက်အတိုင်းပြန်လာတာခြေရာမရှိတော့ဘူး။ဒီရေရောက်တော့ပြတ်သွားပြီ။ တန်ချောင်းစကားသည်စဉ်းစားစရာဖြစ်လာသည်ဒီကျောင်းပေါ်တွင်သူနှင့်တန်ချောင်းနှစ်ယောက်သာရှိသည်တန်ချောင်းကသူ့ခြေရာမဟုတ်ဟုဆိုသည်မိမိခြေရာမဟုတ်ကြောင်းကိုလည်းကိုနန္ဒာသိသည်ဒီတော့တွင် ကြောက်ကူနှင့်အနည်းဆုံးတောဆက်မှအပအချားဘေကိုမြကိုနန္ဒာမရောက်ဇံပေါက်ကလည်းအရှိတ်ဘက်ကန်းကဇံပေါက်တို့ဆက်လီဘောက များလားမှမသိတာတန်ချောင်းကမျက်မှောင်ကုတ်ပြီးစဉ်းစားသည် ကျွန်တော်ကျွန်းကိုပတ်တာ၃လေးောက်ရှိပြီအရင်တုန်းကလည်းဒီခြေရာမတွေ့ဘူးနောက်လည်းမတွေ့ဘူးဒီတစ်ခါပဲတွေ့ဘူးသေးတယ်ဤကဏ္ဍဒီကျွန်းပေါ်မှာကျွန်တော်တို့အပြင်အခြားတယောက်တော့ရှိနေပြီထင်တယ်အခုစိတ်မချတာနဲ့ပြန်လာတာကိုနန်ဒါကလည်းဒီတိုင်းယူစားသည်တို့ရတွင် ထိုလူသည်မိမိတို့၏ရန်သူလောမိတ်ဆွေလောမိမိတို့ကိုရန်ပြုမိသူလောကုညီမိသူလောကဲ ကုတ်ရေးတော့ချင်ရင်ညနေပိတ်ခရူထဲမှာရှိတယ်။ကျွန်တော်ထည့်ပစ်ခဲ့မယ်။ပလင်းကိုတော့ကျွန်တော်ယူသွားမယ်။ဘယ်သွားအောင်မလဲ။ကုဏ္ဏတာကလက်ဥဖောက်တော့ရင် မေးသည်။ကန်းဆက်ကိုသွားပြီးပစ္စည်းလေးပါလေးရှာအောင်မယ်။ရှာပြီးရင်ကျွန်တော်ပြန်လာမယ်။အုံးရီကိုတော့အပြန်မတော့ပေါ့။နာနာနေနေနေပေါ့ကွာ။ဟင်းနားလုံးမဖြစ်ဘူး။ဒီကျွန်းပေါ်မှာကျွန်တော်တို့အပြင် လူတစ်ယောက်ရှိသေးတယ်။ကမ်းမှာပစ္စည်းလာတင်ရင်သူရသွားလိုက်မယ်။ ကိုအားဥမှဖြစ်မယ်ပြီးတော့လက်ဥတွေလည်းတွတ်တယ်အောင်မယ်တန်ချောင်းဒီရုတ်တရက်ထကကြောက်ကပအောက်သို့ဆင်သွားသည်ကုဏ္ဏနာကလက်ဥ10လုံးလောက်တောက်ပြီးအုံသီးနှလုံးခွဲစားပြီးအိပ်ပျော်သွားသည်အိယာကနိုးတော့တန်ချောင်းပြန်မလာသည်ညနေချမ်းမှတန်ချောင်းပြန်ရောက်လာသည်ကန်ဆက်က နိုင်လွန်ပိုက်ကျိုးတထွေးရလာသည်ကံကောင်းခြင်းတော့နိုင်လွန်ပိုက်ကျိုးတဲ့တွင်ငါးမြကြိတ်ကြီးတစ်ချောင်းပါလာသည် နောက်ပလင်းလွတ်တလုံးနဲ့ဂျပန်ဖက်နက်တစ်ဖက်လည်းပါလာသည်တန်ချောင်းသည်ကြောက်တိုင်းဆောက်ရန်အတွက်ကြောက်တုံးတလုံးကိုလည်းထမ်းလာသေးသည်လူတွေ့သေးသလားဟင်ခြေရလည်းမတွေ့ဘူးလက်ဥတွေတော့မရှိတော့ဘူးဖွတ်ဆသွားပြီထင်တယ်ဖွတ်ခြေရတော့တွေ့တယ်ထုံညာကကိုနန္ဒာနှင့်တန်ချောင်းစကားကောင်းနေကြသည်တော်တော်နှင့်မေးဖြစ်ကြရှေ့နေရေးထိုင်ရေးနှင့် အိမ်တို့ပြန်ရေးအတွက်စိတ်ကူးထုတ်ကြသည်တို့ရတွင် ရေရေရာရာတော့မဟုတ် အချိန်လဲကုန်အပြင်းလဲပြေးဆိုသည့်သဘောဖြင့်ဥတီယာပြောခြင်းမျိုးဖြစ်သည်ဇာတိဥရုတာယာသဖြင့်ကောင်းကင်တွင်ကျေတို့ဝင်းလက်နေကြသည်ယခုလာစုပ်ရဖြစ်၍ဒီရေမတက်သည်ပင်လယ်လှိုင်းများသည်လဲအဝေးတွင် တရှဲရှဲအောင်မြည်နေကြသည်ပင်ပင်လယ်မှမိဆုံတံများသည်ဟိုတကွက်ဒီတကွက်ထ၍တောင်းနေကြသည် တန်ချောင်းကကောင်းကင်ကို မော့ကြည့်ပြီးကျဲများအကြောင်းကိုပြောပြသည်။တန်ချောင်းသည်ကျဲတာယာများအကြောင်းကိုတည်သည်။သူ့ဆရာဖုန်းတော်ကြီးကညညတွင်နက်ခက်ကျဲများကြည်လေရှိသဖြင့်သူလည်းနည်းနည်းပါးပါးကြည်တတ်သည်။ဒူဝန်ကျဲ၊မောင်ရင်ဆိုင်ထန်း၊ခုနှစ်စင်ကျဲ၊တန်ငါကွန်တိုင်းသူတို့နှစ်ယောက်တန်ငါကွန်တိုင်းကျဲကိုရှားနေစဉ်ကောင်းကင်တွင်တရွေ့ရွေ့သွားနေသောအရာတစ်ခုကိုမြင်ရသည် ရူဂျိုရူတန်ချောင်းကဂျိုရူကိုပြသည်ကဘာကြီးတွင် သိပ္ပံပညာတကောကြောင့်ဂျိုရူကိုလွှတ်တင်ထားစဉ်သူတို့သည်ကြောက်ခစ်သို့ရောက်နေကြသည်ဒီတော့ကိုနန်ဒါကလူရင်ချင်းမှုတိုးတက်လာပုံကိုတန်ချောင်းနားလည်အောင်ပြောပြသည်မိကိုစတင်တွေ့သည့်ခေလျှက်စစ်တအားခေအနုမြူခေဂျိုရူခေဒီလိုဆိုကျွန်တော်တို့ခေအများကြီးနောက်ပြန်ရောက်နေတာပေါ့ လူတွေကဂျိုရုခေရောက်နေပြီဒါပေမဲ့ကျွန်တော်တို့မှာမီးမရှိသေးဘူးပင်လယ်သမုဒ္ဒရာပြင်ကို ရွက်သင်းမောဖြင့်ဖြတ်ကူးခဲ့သော ကိုလံပတ်၏အကြောင်းတောင်အမေရိကတိုင်းမှရေမိုလီနီရှန်လူမျိုးတို့ခေတ်ကဘဆလာတစ်သားဖောင်ဖြင့်တောင်ပစိဖိတ်သမုဒ္ဒရာတွင်တွင်မိုင်6000ကျော်ကိုဖြတ်လာခဲ့သောကွန်တီတီစွန်စားကန်အကြောင်းအာဖရိကတိုင်းမှရှေးအီဂျစ်လူမျိုးတို့အတိုင်းကျွန်းလေဖြင့်အတ္တလန်တိတ်သမုဒ္ဒရာကိုဖြတ်၍ အမေရိကတိုက်သို့သွားခဲ့သောယာတင်နှင့်ယာနှင့်စွန်စားမှုအကြောင်းတို့ကိုကိုနန်ဒါကပြောပြသည်။တန်ချောင်းသည် ပင်လယ်သမုဒ္ဒရာကိုဖြတ်သည့်စွန်စားကမ်းကို စိတ်ပါလက်ပါနားထောင်သည်။ဒါတစ်ချောင်းလောက်ရှိရင်ပင်လယ်ကိုကူးလို့ဖြစ်ပါရဲ့ဗျာ။ဒီပြင်ဟာမရှိချင်နေပါစေ။ဒါတစ်ချောင်းရရင်တော်ပါပြီ။ဒါရှိတော့ဘလို့ကူးမလဲ။လှည့်ထွင်းလို့ရတာပေါ့ကိုရ။တနေ့တနေ့နည်းနည်းခုတ်သွားရင် စ်ထင်းလွေတစင်းကိုတစ်နှစ်မခုတ်ရပါဘူး။တန်ချောင်းစိတ်ကူးရင်ပုံကိုတွေး၍ကိုနန္ဒာပြုံမိသည်။ချက်ကူဝတွင်တန်ချောင်း တိဆောက်ခဲ့သောကြောက်တိုင်းသည်တစ်ဖြည်းဖြည်းမြင့်တက်လာပြီ။ယခုဆိုလျင်ကြောက်တုံးတရားရှိသွားပြီ။ကြောက်တုံးတရားဆိုတော့ရပောင်းတရား။တန်ချောင်းပြန်ရောက်လာသည့်အချိန်မှစ၍သူတို့နှစ်ဦးသည်ရှင်ခင်ကထပ်ပို၍ရင်းနှီးလာခဲ့ကြသည်။သူတို့နှစ်ယောက်သည် ယခင်ကကရောက်ကစဖြစ်ခဲ့မှုဒီကိုပြန်၍မပြောကြအလွန်သေးဖွဲသောကိစ္စလေးတစ်ခုကြောင့်စိတ်အခမ်းမတင်ဖြစ်ခဲ့ကြခြင်းကိုရှင်းနေကြပုံရသည်တယောက်နှင့်တယောက်တင်းမြန်အောင်နေတတ်လာခဲ့ကြသည်ကျွန်ကလေးကျွန်းပေါ်တွင်လူနှစ်ယောက်ထဲရှိသည့်အ내တယောက်နှင့်တယောက်မတင်မမြန်ဖြစ်နေရခြင်းသည်နှစ်ယောက်စလုံးအတွက်မကောင်းနှစ်ယောက်စလုံးစိတ်မချမ်းမသာဖြစ်ရခြင်းသာအဖက်တင်သည်သူတို့နှစ်ယောက်စလုံးသူတို့ဘဝသည် အထီးကျန်ဘဝဖြစ်ကြောင်းကို ခံစားခဲ့ရသည် စကားပြောပဲရကျင်ကြသည်စကားပြောတန်ကိုနားထောင်ကျင်ကြသည်လူအဖွဲ့စည်းတွင် နေကျင်ကြသည်လူအဖွဲ့စည်းနှင့်ကင်း၍နေရခြင်းလောက်စိတ်ပင်ပန်းဆင်းရဲသည့်အရာမရှိဟုခံစားမိကြသည်ထို့ကြောင့်လူအဖွဲ့စည်းလေးတစ်ခုကို ထူထောင်ရန်ကြိုးပမ်းကြသည်စဉ်းစားဉာဏ်ဖြင့်တွေးခေါ်၍လှုပ်ခြင်းမဟုတ်အလိုလျောက်လုံမိခြင်းသာဖြစ်သည် လူဖွဲ့စည်းကလေးတစ်ခုကိုထူထောင်တင့်သည်ဟုသဘောပေါက်၍မဟုတ်တယောက်ထဲနေ၍မရနေ၍မဖြစ်သောကြောင့်ဖြစ်သည်ဥပမာကိုနန္ဒအဖို့ဆိုလျင်တန်ချောင်းသည်လေယူဒူနိုင်သည် အုံပင်တန်နိုင်သည်တတိတိရွက်ခူနိုင်သည်ခယူရှာနိုင်သည်ငါဖန်နိုင်သည် ရေထဲကကြောက်ညံ့များခယူများကိုငုံနိုင်သည် အလုတ်ချမ်းကိုမမော်မပန်းလုံနိုင်သည်ဒါလောက်အစာရေစာငပြက်သည့်ဂျားတွေက ဒါလောက်အကြံပဒံခံနိုင်သောတန်ချောင်းကိုကြည့်၍ကိုနန္ဒာအံ့ဩရသည်သည်ယခုအချိန်ထိတန်ချောင်းတယောက်နာမကျန်းဖြစ်သည်ကိုကိုနန္ဒာမတွေ့ဘူးသည်တန်ချောင်းသည် ပင်လယ်အကြောင်းရေအကြောင်းပင်လယ်တရဝါများအကြောင်းဇာတိဥဒုအကြောင်းနှံ့နှံ့ဆက်ဆက်သည်သည်ညီတိရက်တွင်လှိုင်းကောင်းဖြူထား၍ညီတိနေရာတွင် ရေစီးချောင်းရှေ့ချောင်းကိုတည်သည်ညီတိရက်တွင်ဒီရေအတက်ဆုံးဖြစ်၍ မြေတိရက်တွင် အစစ်ဆုံးဖြစ်ကြောင်းကိုကောင်းကောင်းသိသည်မြေတိရက်တွင် အနောက်တောင်လေးစတိုက်၍မြေတိရက်တွင် အရှိလေးပြန်တက်ကြောင်းကိုလည်းတွေ့ချက်တတ်သည်မြေတိရက်တွင်ငါးမျိုး၍မြေတိရက်တွင်ကနန်းများရေတို့ဆင်းတက်ကြောင်းကိုလည်းသိသည်တန်ကြောင်း၌သူတွင်မရှိသောအရေးချင်းတွေအများကြီးရှိသည်ထို့ကြောင့်တန်ကြောင်းလိုလူမျိုးရှိဖို့လိုသည်ဟုကိုနန္ဒာယူဆသည်တန်ကြောင်းဘက်ကကြည်လင်လေ ကိုနန္ဒလိုလူမျိုးသည်သူ့အတွက်လိုအပ်သည်ဟုထင်သည် အထူးသဖြင့်ကျွန်းကလေးတစ်ကျွန်းပေါ်တွင်နှစ်ယောက်တည်းနေရခြင်းမျိုး၌ပုံမိုလိုအပ်သည်ကိုနန္ဒထံမှသူမသိသောအသည့်အစမ်းများကိုကြားရသည် ဥပမာကြောက်ခင်မှဂျိုရုခေအထိလူရင်ချင်းမှုတိုးတက်ဖွံ့ဖြိုးလာပုံလူတို့မိကိုစတင်တွေ့ရှိခဲ့ပုံလူလောကကြီး ရှေဟောင်း ပရိသေခေမဆိုရှယ်လစ်ခေအထိပြောင်းလဲတိုးတက်ပုံ အလောင်းဖျားဦးအောင်ဇေယတတိယမြန်မာနိုင်ငံတော်ကြီးကိုထူထောင်ပုံမှအစကွန်တီတီစွန်စားကန်းနှင့်ဇာတိနှင့်ဇာနှစ်တို့ပင်လေဖြတ်ကူးပုံရောဘင်ဆင် ခရူဆိုဆိုသူတယောက်တင်မောပြည့်၍ကျွန်းတကျွန်းပေါ်နေခဲ့ရပုံကဘာမြေကြီးလုံးပုံလာတို့လူသားရောက်ပုံစသည်တို့ကိုပြောပြတတ်သည်တန်ချောင်းစိတ်ဝင်စားဆုံးအချက်မှာကွန်တီတီစွန်စားကန်းဇာတိနှင့်ဇာနှစ်တို့၏စွန်စားကန်းများနှင့် ရောဘင်ဆန်ခရူဆို၏စွန်စားကမ်းများဖြစ်သည်ရှင်အကြောင်းများကိုတန်ကြောင်းစိတ်ပါလက်ပါနားထောင်သည် မရှင်းလျင်ရှင်းအောင်တည်တည်ချာချာမေးတတ်သည်ထို့ဖြင့်ကိုနန္ဒာသည်လည်းတန်ကြောင်းဖို့လိုအပ်ချက်တစ်ခုဖြစ်နေသည်သူတို့၏ဘဝသည်နှစ်ယောက်ပေါင်းမှတစ်ဘဝဖြစ်သည်တန်ကြောင်းတွင်မရှိသည့်အရာကိုကိုနန္ဒာကဖြည့်ဆည်းပေး၍ကိုနန္ဒာတွင်မရှိသည့်အရာများကိုတန်ကြောင်းကဖြည့်တင်ပေးသည် ကိုဏ္ဏတွင်မရှိသည့်ကာယပလမျိုးတန်ချောင်းတွင်ရှိ၍တန်ချောင်းတွင်မရှိသည့်ဉာဏ်ပညာအရေးချင်းမျိုးကိုဏ္ဏတွင်ရှိသည်ဒီအရေးချင်းနှစ်ခုပေါင်းလိုက်သောအခါသူတို့နှစ်ယောက်သည်ပြည့်စုံသောလူအဖွဲ့စည်းကလေးတစ်ခုကိုတည်ဆောက်မိကြသည်တို့တိုင်အောင်သူတို့နှစ်ယောက်၌မတူသည့်အချက်များမရှိမဟုတ်သဘောကွဲလွဲချက်မရှိမဟုတ်မတူသည့်အချက်သဘောကွဲလွဲချက်များရှိကြသည်သည်တို့ရတွင် တယောက်မကြိုက်သည်ကိုတယောက်ကမလုံမိရန်သတိထားကြသည်တယောက်စိတ်ထိခိုက်မိစကားကိုတယောက်ကမပြောမိရန်ရှောင်ကွင်းကြသည်ကိုနန္ဒာသည်တန်ချောင်းအားဒါစိန်ငါးစိန်စားသည့်အတွက် အထင်သေးခဲ့ပူသည်အင်ဒရီမဆိုင်နိုင်အောင်ဖြစ်ခဲ့သလိုဟု စိတ်ထဲကကြည်ရဲ့ကြေပူသည်တန်ချောင်းကလည်းကိုနန္ဒာအားမြို့သားဟန်ပေါလုံးသည် အထင်သေးခဲ့သည်ကိုစားဖို့တောက်ဖို့ကိုမှရှာချံဖန်တီးခြင်းမပြုတ်တတ်သူဟု အထင်သေးခဲ့ဖို့သည်တို့ရတွင် နောက်၌သူတို့နှစ်ယောက်သည်တယောက်ကိုတယောက်နားလေလာခဲ့ကြသည်ကိုနန္ဒာအသားစိတ်၅စိတ်မစားခြင်းသည်အကျင့်မရှိသေး၍ဖြစ်ကြောင်းတန်ချောင်းသဘောပေါက်လာသည်တန်ချောင်းသားစိတ်၅စိတ်စားခြင်းသည်လည်းလိုအပ်၍ဖြစ်ကြောင်းကိုနန္ဒာနားလေလာသည်ကျမ်းမာတန်ဆန်း၍အလုတ်ချမ်းလှုပ်လျက်ရှိသော လူငယ်တဦးဖြစ်သူတန်ချောင်းအတွက်ဒီချိန်မျိုးတွင်ဒီအစားမျိုးသည်လိုအပ်သည်ဟု ကိုနန်ဒါနားလည်လာခဲ့သည်။တန်ချောင်းသည်ကိုနန်ဒါတာစိန်၅စိန်စားရန်လဲမတိုက်တွန်းတော့မစားသည့်အတွက်လဲအပြစ်မဆိုတော့စင်စစ်ကိုနန်ဒါသည်ကြာရှည်အောင်၏နေနိုင်သည်မဟုတ်ရပောင်းများစွာ အုံသည် အုံရီအုံစံတင့်နေသည် မတော်သည်စသည်တို့ကိုစားလာရသောအခါအသွေးသားတွေကတခြားအစာကိုတောင်းတလာသည်ခန္ဓာကိုယ်ကတောင်းဆိုလာသည် ဒီခါတွင်ကိုနန္ဒာမောင်ဤနိုင်တော်ပထမမြင်းဆိုင်ကနန်းကိုစာကြည့်သည်တန်ချောင်ပြောတကယ်တို့ပင်ပဇွန်ချောက်ကိုစားရသည်နှင့်ဘာမျှမထူကြ၎င်းကပဇွန်ချောက်ထက်ပင်နူးညံ့သေးသည်ထို့နောက်လေးဦးကိုစားလာသည်ထို့နောက်ကြောက်ခွက်ထဲတွင် တင်ကြံရစ်ခဲ့သောငါသေးငါနှုတ်ကလေးများကိုစားသည်တို့ဖြင့်ညနေပိတ်ခယူဇေဒီခယူတို့ကိုသာမကကြောက်ညက်ကြောက်ပိုးတို့ကိုလည်းစားလာခဲ့သည် နောက်ဆုံး၌ကိုနန္ဒာရှောင်သည့်အစားစာမရှိတော့စား၍ရသည့်အရာမှန်သမျှကို စားတက်လာခဲ့သည် စားကားစားတွင်ပြုတ်အံ့ခြင်းအော်ဂလီဆန်ခြင်း အစာမကြေခြင်းတို့ဖြစ်သေးသည်တို့ရာတွင် အကျင့်ရလာသောအခါရှော့ရှော့ရှူရှူမျိုး၍ကျသွားသည်မိမိတို့တွင်မိမြပင်မရှိသေးသည့်အတွက်သားစိမ်၅စိမ်ကို စားနေရခြင်းမျှသာဖြစ်သည်တို့ရာတွင်ရိုင်းဆိုင်သည်မဆိုနိုင်တို့ဆိုလျင် ကိုလ်မီခေါ်ရေခဲစိမ်းအသားများကိုညစာဇပွဲချင်းများတွင်တရောင်တဆောင်တိတ်ခင်းစားတောက်နေကြသည့်ယဉ်ကျေးပါသည်ဆိုသော အနောက်နိုင်ငံသားတို့ကိုညီတို့ခေါ်မည်နီအစ၌တာစိမ်း၅စိမ်းကို စားရသည့်အတွက်ဗက်တီးရီးယားပိုးမွားတို့အကြောင်းကို တွေး၍ဆိုရင်မိသေးသည်တို့ရာတွင်ငတ်မို့ချင်းနှင့်စားသောဗက်တီးရီးယားပိုးမွားသည်အသေးအဖွဲမကောင်းဆိုးရွားမျှတာမဟုတ်လောချင်ဘက်ထည့်စားသည့်ခါ၌ ဘက်တီးရီးယားကိုပင်တမင်မွေးရသေးသည် မဟုတ်လောကိုနန္ဒာဒီလိုចောင်းပြချက်ရှာကစိတ်ဖြေနေတတ်လေပြီတို့ရတွင် တခါတရံစားကောင်းတောက်ဖွဲများကိုလည်းအိမ်မက်ထဲတွင် မြင်မဲ့တတ်သေးသည်ဖနက်မပါဘဲကြောက်ဆောင်များကြောက်ခဲလုံးများပေါ်တွင်လမ်းလျှောက်စားကကိုနန္ဒာ၏ခြေထောက်များသည်သင်္တုံးသားဖြင့်ခွဲထားတကဲ့သို့ဟက်တဲ့ကွဲရာတို့ဖြင့်ပြည့်လျက်ရှိ၏တဲပွင့်များနှင့်ရေငန်ဝင်လျင်ဆက်လုံးသည်ဖြင့် ပတ်ထားရသည်။ဆေးဝါးအဖြစ်တည့်ရွက်စိမ်းများကိုအရင်ညှိ၍ထည့်ရသည်။တို့ရတွင်ကြာသောအခါထိုနာများသည် သူ့လိုလိုပြောက်သွားကြသည်။ယနေ့သူ့ခြေပေါ်ဝါးများသည်အတမာတက်ခါကျန်းရှာလျက်ရှိလေပြီ။ကြောက်တဲ့ကြောက်ဆူတို့ဖြင့်ခေါင်းထနေသောကြောက်ဆောင်ပြင်ပေါ်တွင် ကတရားစေးလမ်းမကြီးပေါ်လုံးဆိုင်ပြည့်တက်နေသလိုပြည့်တက်နေပြီ။တန်ချောင်းကပင်လေကန်းဆက်မှကောက်ရခဲ့သည့် ဂျပန်ဖက်နဲ့ဘဲဘဲနှစ်ဖက်ကိုကိုနန်ဒာစီရန်ပေးတော်လဲကိုနန်ဒာမစီတော်ပြီဖက်နဲ့စီရချင်းသည်တုတ်ချတော်များကိုတုံဆိုင်နှေးကွေးစေသည်ဟုထင်နေပြီအချုံတက်တို့မောမောကျဲလျက်ရှိသောကြောက်ဆောင်ပြင်ကိုဖြတ်ပြီးနောက်တဲပွင့်နုနုမုံမုံကလေးများပေါ်တွင်ရှောက်ရချင်းသည်ညီမျှရတာရှိကြောင်းစိတ်ဤနှစ်သိမ့်မှုကိုဖြစ်စေကြောင်းကိုလည်းကိုနန်ဒာခံစားတတ်နေပြီ ရခင်ကသူတို့နှစ်ယောက်တွင် အလုတော်ဝင် ခွဲဝေမှုဟူ၍မရှိတန်ချောင်းကစီတိုင်ကန်လှုပ်ပေးရသည်ယခုကိုနန္ဒတွင် အလုတော်ဝင် ခွဲဝေမှုရှိလာပြီသူကဒီလောက်ကိုလုံးကိုကဒီလောက်ကိုလုံးမည်ဟုပါဇက်ကထုတ်ဖော်ပြောဆွေ၍တာဝန်ခွဲဝေခြင်းမျိုးကမဟုတ် ကိုတက်နိုင်သည့်အလုတ်ကိုနားလည်မှုဖြင့်ကောက်လုသွားခြင်းမျိုးဖြစ်သည်ပေမန်းခက်ခဲသည့်အလုတ်မျိုးကိုတန်ချောင်းကကောက်လုသွားသည့်ခါ၌ ကိုနန္ဒာကပေါ်ပါလွယ်ကူသောအလုံမျိုးကို လုံမိရတာဖြစ်နေတတ်သည်တတိုင်းစီရန်အတွက်ကြောက်တုံးတဲ့ခြင်းအုံမင်တက်ခြင်းရေငုပ်ခြင်းတစ်ပင်တက်ခြင်းနိုင်လွန်ပိုက်အချိုးအပြတ်များကိုဆက်၍ကျိုးချစ်ခြင်းစသည့်အလုံများကိုတန်ချောင်းကလှုပ်၍အုံသည်ခွဲခြင်းညင်းဆိုင်ကနန်းဖန်ခြင်းဝေယောင်းခြင်းရွက်ခူးခြင်းတင့်နီသည်ကောက်ခြင်းစသည့်အလုံများကိုကိုနန္ဒာကလှုပ်သည်တန်ချောင်းကအလုံကျန်းကို မော်ဒန်လုံထိုင်ယုံမြမကဈေးထဲတွင်လဲနိုင်ပေါင်းများစွာနေနိုင်သည်ကြိုက်ပေါင်းများစွာ ရေကူနိုင်သည်ရေအောက်သို့25ပေပေ20ရောက်အောင်လဲငုံနိုင်သည်ရေအောက်15ပေနဲ့သောကြောက်ဆောင်ကြားထဲတွင် တွေ့ကပ်နေသည်မျက်နှာပိတ်ခရုကြီးများကိုလဲရောက်အောင်ငုံနိုင်သည်15ပေအနက်ထဲကကြောက်ဆောင်နေကြားထဲတွင် ခရုငုံရသည့်အလုတ်သည်ညစွာအန်ဒီရဲ့ကြီးသော အလုတ်ဖြစ်ကြောင်းကို အတွေ့အကြုံအရ ကိုနန္ဒာတိပီဖြစ်သည် လိုင်းပုတ်သည်ဖြင့်ရေအောက်ကြောက်ဆောင်ကြားထဲတွင်ညက်ပြီးနစ်သွားနိုင်သည်ကြောက်ဆောင်စုံကိုခေါင်းနှင့်တိုက်မိသည်ဖြင့်မူးဝေပြီးခြေထဲတွင်မြုပ်သွားနိုင်သည် လိုင်းပုတ်သည့်တန်းကြောင့်ကြောက်ဆောင်ကြားထဲတွင်ခေါင်းရောက်သွားပြီးပြန်ထွက်မရဖြစ်နိုင်သည်ကိုနန္ဒာသည်တခါကရေအောက်ကြောက်ဆောင်ကြားသို့ရေဆင်းငုပ်ဖို့သည် စင်စစ်သူငုပ်သည့်နေရာသည်ဒါလောက်ကြောက်ဆောင်ထူထပ်သည်မဟုတ် ရှိသည့်ကြောက်ဆောင်ကလည်းအချွန်တက်တိတ်မရှိခက်ပြေပြေဖြစ်သည်တို့ရတွင်ရေအောင်၌တယောက်တည်းဆင်းရသောအခါအလိုလိုလိပ်ပြာလန့်လာသည်ထိုစဉ်ကသူနှင့်ဝါးနှစ်ရိုက်လောက်กว่าတွင် လူတယောက်လောက်ရှိသည့်ငမန်းကြီးနှစ်ကောင်မြို့နေသည်ကို မြင်ရသည် ပင်လေရေကစိမ့်ပြာကြီးလဲနေသည်ငမန်းကြီးနှစ်ကောင်သည် ဖြောင်းစင်းသွေတန်းကငွေအောင်တောက်နေသည်အကျွမ်းကျင်ဆုံးပုံစံထုတ်သူတို့ရေဆွဲထားသည့် နောက်ဆုံးပေါ်ချက်လီရင်ပြန်ကြီးနှစ်စင်းကောင်းကင်ပြင်တွင်ပြန်တန်းလာကြသည့်ထက်ပင်ကြည်၍ကောင်းသေးသည်ကိုနန္ဒာသည်ရေရောက်ကချက်လီရင်ကြီးနှစ်စင်းကိုခိတမြငေးကြည့်နေမိသည်ဒီတော့ကသူ့ခြေထောက်တွင်ကြောက်ဆောင်ရှသည့်ဒဏ်ရာရှိသည်ငမန်းများသည်သွေးနဲ့မရလျင် အန်ဒီရဲ့မပြူသွေးနဲ့ရလျင်အနဲ့နောက်သို့လိုက်လာတတ်သည်ဟုသူကြားပို့သည်ထို့စဉ်ရေရောက်ချက်လီရင်ကြီးဒစီသည် သူ့ဘက်သို့ကောင်းလေလာသည်ဒီတော့မှကိုနန္ဒာသည်ကြောက်ဆောင်ကိုဆောင်းကန်ကဘုံကနေရေပေါ်သို့တက်ပြီးရေပေါ်သို့ထိုးထွက်နေသောကြောက်ဆောင်စုံပေါ်တွင်တည့်ရက်လိုက်သည်ရေအောက်ကျက်လျင်ကြီးသည် သူနှင့်ဝါတရိုက်လောက်กว่าတွင်အပြင်ဘက်ရေနှက်စီသို့အလျူလျောက်ပြန်ထွက်သွားသည်ငမန်းဖိုးငမန်းမညူတူနေကြခြင်းဖြစ်သည်ဒီကလေးကကိုနန္ဒာရေမငုတ်တော့တန်ချောင်းကလည်းသူ့ကိုရေငုတ်ခွင့်မပြု ငုတ်ဆရာရှိလင်းသူကိုယ်တိုင်ငုတ်သည်ကိုနန္ဒကိုစိတ်မချသူကိုယ်သူတော့တန်ချောင်းစိတ်ချသည်တို့ရာတွင်ကိုနန္ဒအားမနေတတ်အားမနေခြင်းတန်ချောင်းကအလုံးနှင့်လက်မပြတ်အောင်လုံနေသည့်ဂျားတွေကသူကအလုံးမလုံဖဲနေသည် ဆိုလျင်နီလန်မချဒီလိုနေရသည်ကို သူရှက်သည်ဒီတွင်မကသူတွင်အချိန်တွေပိုးနေသည်တခုခုမလုံလျင် စိတ်ကတွေးကြင်ရတွေ့မည်ကနာမငြိမ်ဖြစ်မည် ဒီတော့အချိန်ကုန်စေရန်စိတ်တည်ငြိမ်စေရန်အာယုံပြန့်လွင့်ခြင်းမရှိစေရန် အလုလုဖို့လိုသည်ကိုနန္ဒာအလုလုရသောအကြောင်းများ၌ဒီအကြောင်းသည်အဓိကဖြစ်သည် နာဆင်ပေးခဲ့ကြတဲ့တူတူယောက်ချင်းစီတိုင်းကိုကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာနောက်လာမယ့်အပိုင်း၁၂ကိုလည်းစောင့်မျှော်နာဆင်ပေးကြပါအောင်ခင်ဗျာ